မင်္ဂလာပါရှင် MBB ရဲ့တနေ့တာညမြေသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တက်ဆက်သူမူအိန်ကျဲပါ။ချင်းပြည်တိတိမျိုးနယ်ကိုစိုးစုတက်တွေကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်တာကြောင့်စင်တိန်ကလေးငယ်တဦးသေဆုံးကအမျိုးသမီးနှုတ်တန်ရရခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MBB ကိုပြောပါရစေ။စိုးစုတက်တွေကတိတိမျိုးနယ်ခိုင်ကန်းချေရွာအနီးပိမ့်ပိတဒါနဲ့လေထန်ကုန်းလမ်းဘေးကိုဇွန်လ22ရက်နဲ့23ရက်နှစ်ရက်ဆက်ဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အသက်15နှစ်အရွယ်စင်ထိန်ကလေးငယ်တို့သေဆုံးကအမျိုးသမီးနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။အခုလိုစိုးစုတက်တွေကလေးချောင်းအုံမြုပ်ဘုံကျဲတိုက်ခိုက်တာဟာစိုးစုတက်တွေနဲ့တော်လင်းအင်အားစုတွေကလေးတီးတိမ်ကလန်ဝါပြီးကျေးရွာအနီးတိုက်ပွဲဖြစ်နေတာကြောင့်တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတွေကပြောပါတယ်။လက်ရှိအချိန်မှာတော့စိုးစုနဲ့တော်လင်းရေးတက်တွေဝါပြီးကျေးရွာအနီးမှာနေစဉ်တိုက်ပွဲပြင်းထန်နေတာကြောင့် ကလေးတိတိုင်ကာလန်းပေးမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေထောင်နဲ့ချီဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်။ချင်းပြည်နယ်အတွင်းမှာစိုးစုတက်တွေကတော်လိုင်းအင်အားစုတွေတိမ်းပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်မျိုးကိုဇွန်လအတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်20ပြုလုပ်ထားပြီးတော့ဖျားကြောင်းတဲ့နေတချို့ပျက်စီးခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်။ချင်းပြည်နယ်အတွင်းမှာတော့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်မေလ31ရက်အထိအာနာသိန်း၄နှစ်ကျော်အတွင်း စုံစုတက်ပြက်လို့သေဆုံးသူတထောင်ကျော်ရှိခဲ့တယ်လို့ချင်းလူခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ချင်းရေးရအဖွဲ့ ICA ကဇွန်လ18ရက်မှာထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာအသက်မပြည့်တဲ့ကလေးငယ်တွေဘာသာရေးကောင်းဆောင်တွေအထမပြုကျင့်တက်ပြက်ခံရသူအမျိုးသမီးတွေအရက်သားပြည်သူနဲ့တော်လန်ရဲဘော်တွေပါဝင်ပါတယ်။မန္တလေးတိုင်းမြင့်ကျန်ခရိုင်မှာစုစုကကျေးရွာတွေကိုတိုက်ပွဲဖြစ်စဉ်မရှိဘဲနဲ့ မကြာခဏဘုံကျဲပြစ်ခတ်နေရကြောင်းတလားကျော်အတွင်းဒေသခံပြည်သူ15ဦးခန့်သေဆုံးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စဲအဖြစ်မေလ15ရက်ကစပြီးတော့မြင်းကျခရိုင်ထဲမှာရှိတဲ့စေအုပ်စုစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစင်းနဲ့တိုက်ခိုက်နေရမှာအထင်အားတဲ့စေအုပ်စုကတိုက်ပွဲမဖြစ်တဲ့အရတားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုပါဘုံကျဲတပ်ဖြတ်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။စေအုပ်စုကမေလ6ရက်ကနေဇွန်လ22ရက်ထိ တလကျော်အတွင်းလေချောင်းပုံကျဲမှုကြောင့်မစော်မျိုးနယ်ကအမျိုးသား၃ဦး၊နထိုးချင်းမျိုးနယ်က၂ဦး၊မြင်းကျန်မျိုးနယ်က9ဦး၊တောင်သာမျိုးနယ်မှာ2ဦးစုစုပေါင်း14ဦးသေဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေပြည်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။စောစုကလူအင်အားနည်းပါတာနဲ့တပ်ဖွဲ့ဖွဲ့စည်းပုံမှာပြည့်စည်နေရကြောင်းသူတို့အားသာတဲ့လေချောင်းကနေနေစဉ်ပုံကျဲနေတာဖြစ်ပြီးတော့ဒေသခံပြည်သူလူထုတွေအနေနဲ့လေချောင်းအနေနဲ့အသိပညာပေးထားတာတွေကိုလိုက်နာကြဖို့နဲ့ ုံကိုခြင်းနဲ့မဖြစ်မနေတူးဖော်ထားကြဖို့လိုတယ်လို့ရင်းကျန်ခရိုင်တဲကတော်လိုင်းသတင်းမြစ်တွေကအမှတ်ပြီးကိုပြောပါရတယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်အပြင်မေလ15ရက်ကစတင်ကရင်းကျန်ခရိုင်တဲကတောင်သာနထိုးကြီးရင်းကျန်ငဇွန်စတဲ့မြို့နယ်တွေတဲကစုပ်စုတွေကိုတပြိုင်နက်တည်းတော်လိုင်းဥပေါင်းတပ်ဖွဲ့တွေကထိုးစစ်စင်တိုက်ခတ်နေရဖြစ်ပြီးတော့ဒီကနေ့ထိနှစ်ဖက်ထိတွေ့တိုက်ပွဲတွေမကြာခဏဆိုသလိုဖြစ်ပွားနေဆဲဖြစ်ပါရတယ်။ ငလင်းတန်းကျောင်းပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့စကိုင်းဗီလာကွန်ဒိုအဆောင်အောက်ကနေဇွန်လ24ရက်ဒီကနေ့မှာအမျိုးသမီးလေးဦးရုပ်အလောင်းနဲ့ငွေကျပ်300ကျော်အပါအဝင်ရွှေနဲ့တန်မိုးကြီးပစ္စည်းတွေကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့စိုးစုမိသက်ကသတင်းထုတ်ပြန်ပါတယ်။စကိုင်းဗီလာအဆောင်အောက်ကနေရုပ်အလောင်းတွေကျန်ရှိနေဆဲဖြစ်တဲ့အင်းနဲ့ဘီအဆောင်တွေကိုဆက်ရန်ရအသုံးပြုဖယ်ရှားရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာအဆောင်ဘီအခန်းအမှတ် R9 ကအမျိုးသမီးတဦးရုပ်အလောင်းနဲ့အဆောင် A နဲ့ B ကြားကအမျိုးသမီးသုံးဦးရုပ်အလောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်အမျိုးသမီးရုပ်အလောင်းရှာဖွေတွေ့ရှိခဲ့တဲ့အဆောင်ပြီးအခန်းအမှတ် Air9 ကနေငွေကျပ်285သိန်း၊ရွှေ30ကျပ်သား7တုံး၊ရွှေ1ကျပ်သား6တုံး၊ရွှေ2ကျပ်သား1တုံးအပါအဝင်တန်မိုးကြီးပစ္စည်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ပိုင်ရှင်ဖြစ်သူတန်းကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကပြန်လည်လွှဲပြောင်းပေးရခဲ့တယ်လို့အသိပေးထားပါတယ်။ရှိမှာငလယ်နန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့စကိုင်းမီလာကုန်းတို့အဆောင်ကနေရုံလောင်းနဲ့ရှာဖွေတွေ့ရှိနေဆဲဖြစ်သလို ဇွန်လ12ရက်ကနေဒီကနေ့ဇွန်လ24ရက်အထိကလေးငယ်တွေအပေါင်းအမျိုးသားအမျိုးသမီးစုစုပေါင်း25ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိထားပါတယ်။ကျောစုမိသက်ရဲ့တရင်ထုတ်ပြန်ချက်အရငလင်ကျောက် Sky Mila ကိုလိုပြိုကျပျက်စီးခဲ့တဲ့မလ28ရက်ကနေဒီကနေ့ဇွန်လ24ရက်အထိအသက်ရှင်လျက်ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်း52ဦးနဲ့ပြေဆုံးရုပ်အလောင်းရှာဖွေထုတ်ယူနိုင်မှုကလေးငယ်တွေအပေါင်းစုစုပေါင်း162ဦးထိရှိလာခဲ့ပြီလို့သိရပါတယ်။ စကိုင်းတိုင်းပလန်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူတွေစပေးရှောင်ထွက်ပြေးနေရတာရက်20ကျော်ရှိလာပြီးတော့အစိုးစုကဘုံကျဲတာတွေဆက်လက်လုဆောင်နေလို့ပြည်သူတွေနေရမပြောင်းနိုင်ကြသေးဘူးလို့ကိုတိုင်းစပေးရှောင်နေရသူတွေကအမပီကိုပြောပါရယ်ပလန်နယ်ကန်းနောက်ရွာရက်စကန်သိန်းတိုက်ပွဲစတင်တဲ့ဇွန်လ2ရက်မနက်အာရုံတက်ချိန်ကနေစပြီးတော့စပေးရှောင်ထွက်ပြေးလာရတာဖြစ်ပြီးတော့ယနေ့အချိန်ထိအိမ်မပြန့်ဝန့်သေးပဲနဲ့လူတွေရဲ့စားဝတ်နေရေးအပြင်နွားစားတွေပါလိုအပ်နေရလို့ဆိုပါရယ် တိုက်ပွဲစတဲ့ဖြစ်ပွားချိန်ပြစ်ခတ်ပောက်ပွဲတန်နေကြောင်းရုတ်တရက်ထွက်ပြေးလာရတာကြောင့်ရိခါနဲ့တကိုရဲသုံးပစ္စည်းတွေယူဆောင်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ဆစ်ရှောင်ရဲ့ကြာလာလေးအခက်ခဲပုံများလာလေးဖြစ်တယ်လို့အသက်60အရွယ်အမျိုးသားဆစ်ရှောင်တူကအမှတ်ပြုကိုပြောပါတယ်အခုလက်ရှိပြနေတဲ့အခက်ခဲရတော့ဒါရက်ကြာလေးကျွန်တော်တို့ကတော့အခက်ခဲတူလီပဲအိမ်ရထွက်လာပြီဆိုတော့လေအိုးလိုဖွက်လို့ပြေးကြရတာလေအဝတ်တက်ကိုတူကိုတခုနဲ့ပြေးကြရတယ်နောက်ပြီးတော့အဝေးကတော့ဆုံးမပါလာဘူး အဲ့လိုဖြစ်နေတယ်။အိမ်မှာလည်းသရိတ်ဆန်လေးတစ်ပါးလေးပြပြီးရွာမှာလည်းမကရတော့တိုင်ထားပြခဲ့ရပါတယ်။အားရပါတယ်။ကန်းနောက်ရွာတိုက်ပွဲစတင်ပြီးတဲ့နောက်ဇွန်လ3ရက်ကစကားစေအောင်စုကပလဲတနယ်လုံးကိုနေရောညပါဒရဆက်ဘုံကျဲလို့ပလဲနဲ့ကျေးရွာ20ကျော်ကဒေသခံ2000ကျော်စပေးဆောင်ထွက်ပြေးနေရပါတယ်။လက်ရှိမှာကန်းနောက်ရွာရဲစခန်းကိုတော်လိုင်းအင်အားစုတွေကသိမ်းပိုက်ထားပြီးဖြစ်ပေမဲ့ပြူစောဒီစခန်းတွေရှိတဲ့အင်မတီနဲ့ ဇီးပြုံကုန်းရွာဘက်မှာဆက်လက်စည်ရေးတင်းမာနေပြီးတော့စောစုကဘုံကျဲနေစဲမှုဒေသခံတွေဆက်လက်စပေးတိန်ရှောင်နေရတာပါဇွန်လ20ရက်မှာစောစုကစပေးရှောင်နေခိုးလုံနေတဲ့ကျေးရွာတွေကိုပါဘုံကျဲလို့နောက်ထပ်ကျေးရွာ900ခန့်ထပ်မံစပေးရှောင်ထွက်ပြေးနေရပြီးတော့လက်ရှိမှာပလဲနယ်ကကျေးရွာ30ခန့်ဒေသခံပြည်သူ3000ခန့်ဟာစပေးရှောင်ထွက်ပြေးနေရတယ်လို့စပေးရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်ဒါ့အပြင်ယခုဇွန်လအတွင်းပလဲနယ်ရဲ့နေစဉ်ရက်ဆက် ဝိုးတဲနဲ့စာရတော့နေလို့ဦးအိမ်ဆုံးကစပေးရှောင် ထွက်ပြေးနေရတဲ့တက်ကြီးရွယ်အိုးခလေးတငယ်နဲ့ကိုဝင်ဆောင်မိခင်တွေအတွက် စေဝါနဲ့ကျမ်းမာရေးဆောက်ရှောက်မှုတွေလိုအပ်နေရလို့ဆိုပါတယ်လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်မာတိဆောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါ ပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ